ာနိုင်ငံမှာဒါဇင်နဲ့ချီတဲ့ဗုဒ္ဓဘာသာဝင်ဖျားဖူးတွေတင်ဆောင်လာတဲ့ဘက်စကားဒဇင်၆ကန်းတစ်ခုအတွင်းထိုးကျသွားခဲ့လို့လူ၂၁ဦးထက်မနည်းသေဆုံးခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။တနင်္ဂနွေနေ့ကကိုလံဘိုမြို့တော်ရဲ့အရှိတ်ဘက်86မိုင်ခန့်ကွာကော်မီမြို့နီတောင်ကုန်းထူရက်ရာဧရိယာတစ်ခုမှာရင်းမတော်တဆမှုဖြစ်ပွားခဲ့တာပါ။ လူ20တဦးသေဆုံးပြီးသေဆုံးသူတွေမိသူမိဝါဆိုတာဖော်ထုတ်ဖို့ကျွန်တော်တို့စူးစမ်းနေပါတယ်လို့တန်ယူပို့ဆောင်ရေးနဲ့အဝေးပြေးလမ်းမကြီးများဝင်ကြီးဌာနဒုတိယဝင်ကြီးပရာဆန်နာကူနာဆန်နာကဒေသန္တရမီဒီယာတွေကိုပြောပါရယ်မေလ15ရက်မှာတူရကီနိုင်ငံအစ္စတန်ဘူလ်မြို့တော်မှာယူကရိန်းနိုင်ငံနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့ရုရှားသမ္မတဗလာဒီမာပူတင်ကတနင်္ဂနွေနေ့မှာတောင်းဆိုခဲ့ပါရယ် ပြင်သစ်ဂျာမနီဗြိတိန်နဲ့ပိုလန်နိုင်ငံကခေါင်းဆောင်တွေဟာကီဗက်မြို့တော်မှာတွေ့ဆုံခဲ့ပြီးရုရှားနိုင်ငံဟာချွင်းချက်မရှိရက်30အပြည့်ခန့်ရက်စဲရေးကိုသဘောမတူပါကတန်ခတ်ပိတ်ဆို့မှုသစ်တွေကြုံတွေ့ရမယ်လို့သတိပေးခဲ့ပါတယ်။အပြည့်ခန့်ရက်စဲရေးဆွေးနွေးမှုတွေပြုလုပ်ရေးပူတင်နဲ့တွေ့ဆုံဖို့ယူကရိန်းနိုင်ငံကအဆင်သင့်ရှိတယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံဟာနောက်ဆုံးမှစစ်ပွဲကိုအဆုံးသတ်ရေးစတင်ပြီး စဉ်းစားလာတဲ့အပြုသဘောဆောင်တဲ့လက္ခဏာတည်းလို့သူကဆိုပါတယ်